2025ခုနှစ်ဒီဇင်ဘာလ2ရက်အင်္ဂါနေ့မနေ့ကိုလက်ခတော်ညီဖျားသခင်ထံကတက်ရောက်လာတဲ့ကျွန်တော်သူတမဲခန်းစားပြီးတိတာကလာသွားလာခြင်းလဲမဲ့ခွေရွတ်ပြစ်စင်ပြည့်ဖျက်ရှင်နာမပုံကြည်ပါစေတော့ကာလချေကိုရှေးစွာရွေးနှောမစင်နှစ်ဆနေပြီးဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီတက်ရှင်ကလေးရပ်ပေါင်းက336ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုလုံးကတဲ့336ကိုဘယ်လိုသုံးပြုကလဲပြန်ပြောင်းဆက်စစ်စစ်စစ်ကြံလုံးတွေ့အောင်ကြာရှိသေးတော့မနက်ဖြန်နေစပြီးတက်ကုန်ထိပ် 29ရက်ပဲကြံပါတော့တယ်အဲ့29ရက်လဲကာလာချွန်အကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလဲဘုလုံးမှာချေဥစွာတိုက်တွန်းနှုတ်ဆော်ပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမှတ်ကြားစာတော့ရှင်မသက်ခရင်ခန်းကြီးနှစ်အပိုင်ငယ်နှစ်တစ်ချက်အပိုင်ငယ်ရှစ်တစ်ချက်ဖြစ်ပါတယ်ယခုဖွားမြင်သောယူဒရှင်မင်းသည်အဘယ်မှာရှိတော်မူသနည်းအရှိပြည်၌သူ၏ကျေကိုငါတို့မြင်ရသည်ဖြစ်၍ဖူးတွေ့ပူဇော်ခြင်းကရောက်လာပြီဟုမိ мян ပြောဆို ကြ၏ အပိုင်ငယ်ချက်တင်းတို့သွားရထိုသူငယ်ကိုစူးစမ်းရှာကြပါတွေ့ရင်ငါထံသို့ပြန်လာ၍ငါလည်းထိုသူငယ်ကိုဖူးတွေ့ပူဇော်ရအောင်ကြားပြောကြပါဟုမှာထားတော်မူလက်ဘက်လင်မြို့သို့ဆေလွတ်လေ၏ဖာကျောင်းနှုတ်တော်တက်ရှင်နာဇောရာပြတိုင်းရောက်ထမှာဖျားဖြစ်သည်အတ္တတပံပြန်လဲကောင်းကြည်ပြပါစေတော့အာမင်ပြီးခဲ့တဲ့သခင်ဖျားနေ့နွန်ဘာလ30နေ့ My Blessed Morning ဒီခုလိုခွန်နိုင်ခြင်းအားစပြီးတော့ Christmas နဲ့ဆက်ဆိုင်တဲ့အကြောင်းတွေကိုစဉ်းစားလေ့ရှိပါတယ် ခုဆိုလို့ရှိရင်ဒီဇင်ဘာလဝင်လာတာနှစ်ရက်ဒါကာလရောက်ခဲ့ဖြစ်ပါတယ်ဒီနေ့မှလည်း Christmas နဲ့ပတ်သက်တဲ့အကြောင်းအရာကိုခုနကကျွန်တော်ဖတ်ခဲ့တဲ့မသက်ခန်းကြီးနှစ်ကနေပေါ်ဆက်သွားဖြစ်ပါတယ်လူဒန်းစာနှစ်မျိုးရှိတယ်ဆိုတာဖော်ပြချင်တာဖြစ်ပါတယ်ပထမလူဒန်းစာကတော့မာကုပညာရှိတွေပါအမတော်မဝိကာတဲ့အရှိပီဘာဘလုန်နိုင်ငံဖြစ်နိုင်ပါတယ်ဘာကြောင့်ဆိုရင် မာကုပညာရှိလို့မာကုလို့စကားသုံးထားတာရယ်နောက်ဒန်ယေလနဲ့ခရစ်ယာန်နဲ့ညှိရင်ဒန်ယေလနဲ့ခစ်ပြိုင်ပေါ့နော် မာကုပညာရှိလို့ပြောတဲ့တကြောင်ဘာလို့နိုင်ငံဖြစ်နိုင်ပါလဲ။အဲသူတို့ကအင်မတန်ဝေးကွာတဲ့နေရာနေပြီးတော့ရောက်လာတယ်ရွယ်ချက်ရှိတယ်။ဘာရွယ်ချက်လဲ။အရှင်ရှုဖွားမြင်ခြင်းနဲ့ပတ်သက်တဲ့ကျေကိုတွေ့ရတဲ့အတွက်ကြောင့်ဖူးတွေ့ပူဇော်ဖို့လို့ပြောပါတယ်။သူတို့အရှင်ရှုလာတာရွယ်ချက်ရှိတယ်။ပန်းနိုင်ရှိတယ်။အဲရွယ်ချက်ပန်းနိုင်ကိုအာဖြစ်မြောက်လှုပ်ဆောင်နိုင်ခဲ့ဆိုတာတွေ့ရတယ်။ ဒါမှမဟုတ်တယောက်ကြတော့ဟီရိုမင်းကြီးဖြစ်ပါတယ်။သူလည်းသုံးပါတယ်။ဘယ်လိုသုံးလဲဆိုရင်ဖူးတွေ့ပူဇော်ရအောင်ငါထံပြန်ပြောပါလို့ပြောပါတယ်။သူ့မှာပါရှိလဲဆိုရင် secret fear လို့ခေါ်တယ်။လှုပ်ဝက်ကြောက်လန့်ခြင်းရှိနေ။ယူဒရှင်ပင်ပြောတော့အခုလောဆယ်ကဲတာအောင်မှာယူဒရှင်ပင်ယူဒပြည်အုပ်စိုးရတဲ့စော်ဘွားပေါ့။ဂါဗနာသူ့လေ။အခုလဲမဟုတ်ပြန်ရှိတာပြင်ယူဒရှင်ပင်ဆိုတော့သူ့အတွက်ထိတ်လန့်စရာပဲ။ ။အဲ့လိုပါလုပ်ချင်တာလေဆိုရင်ပတ်ဖြတ်ချင်တာဖြစ်ပါတယ်။အဲ့ကြောင့်ခုနပြောတဲ့အတိုင်း secret fear ထိတ်လန့်ပြီးတော့ကြောက်လန့်နေတဲ့ညှုတ်ထားတဲ့ဟွက်ထားတဲ့ထိတ်လန့်ခြင်းနဲ့သူပြုနေတာတွေ့ရတယ်။ကြောက်တရက်တည်းလူဒန်းစားနှမျိုးတကယ်ပဲနှုံသားပြည့်နဲ့ဖူးတွေ့ပူဇော်မဲ့လူဒန်းစားဒုတိယလူတန်းစားတော့ဖူးတွေ့ပူဇော်မယ်လို့ပြောညာတော်လဲလှည့်ပြားနေတာကြောက်လန့်ခြင်းနဲ့ လှုပ်ဆောင်နေတာကျော်ဒီခရစ်စမတ်ချိန်မှာလည်းကျွန်တော်တို့ဘဝသက်သာတည်းစဉ်းစားဖို့လိုတယ်တကယ်ပဲနှလုံးသားပြည့်နဲ့မာကုပညာရှိတွေကဲ့သို့သူငယ်တော်ယေရှုလူစားတိခနဲ့နေကိုကြိုဆိုပြီးတော့ဟာလာပေးပောင်းဝန်ချင်ကိုသူခရစ်စမတ်ဆက်ရှင်ရဲ့လူစားတိခံရတဲ့အကြောင်းရင်းခရစ်စမတ်ဆက်အကြောင်းရပါဘောနော်ကဲ့တင်ခြင်းနဲ့အပြစ်လူချင်းအကြောင်းဟုတ်ခရစ်စမတ်ကို တန်တာပြုတဲ့ခရစ်စမတ်ဒါမနေ့ကလည်းကြောင်းခဏသုံးဆွဲတာဖြစ်ဖို့အတွက်အသက်တာပြင်ဆင်ရအောင်ဒုတိယကတော့လှည့်ပြားတဲ့ဟီးရိုမင်းကြီးလို့ကြာအဲ့လူရန်စားထဲမှာကျွန်တော်ဘယ်ကဘယ်လူရန်စားပါတယ်ဒီချိန်မှာကျွန်တော်ဝမ်းနည်းစရာကောင်းတာအသင်းတော်တွေမှာခရစ်စမတ်ဆိုအကြောင်းပြုပြီးတော့လှည့်စားတဲ့သူတွေအများကြီးဖြစ်နေပြီမယာမကအလူခံတာတွေအများကြီးဖြစ်နေပြီအဲ့တော့ကျွန်တော်စဉ်းစားဆင်ခြင်ပြီးတော့အဲ့လူရန်စား နှမျိုးတဲ့အနေပဲလူတန်းစားမှာပါတယ်လဲဆိုတာကိုကိုကိုဆန်စစ်ချင်းထုတ်ဖို့လိုပါဝင်ငါလိုပါတယ်။ကျောင်းရနှုတ်ခတော်နဲ့ဝင်ငါချာဖြင့်ရောက်တဲ့မောင်ဘုရားသခင်သည်အသက်တံပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းနိုင်ကြပါစို့။တကယ်တော့ယေရှုဘုရားရဲ့လူစားတဲ့ခံတဲ့နေ့ကိုအကြောင်းပြုပြီးတော့မှန်ကန်တဲ့သဘောထားနဲ့ကိုရောထံကိုပြတ်ဝဲကိုကိုွယ်လာတယ်ရှိသလိုလှုပ်ဝက်တဲ့ကြောင်းလန်ခြင်းနေနဲ့တုတ်ပြန်တဲ့သူတွေရှိပါတယ်။ကြောက်ဒီလမ်းစဉ်မျိုးတွေကသားတော်က အဘယ်ကဲ့သို့သောလွန်စာဖြစ်တယ်ဆိုတာဒီခရစ်စမတ်ချင်းကများမိမိကိုမိမိစမ်းစစ်ပြီးတော့မှန်ကန်တဲ့သဘောထားနဲ့ကိုရောကိုပြက်ဝဲကိုးကွယ်စရာအကြောင်းဖြစ်စေဖို့အလင်းပြခြင်းပြက်ပြင်းခြင်းသုံးသိချင်းမှာပြုတ်ပြီးတော့ကောင်းချီးပေးပါမိကြောင်းထားမြောက်ပြီးအသက်ရှင်တော်မူသောခရစ်တော်ယေရှုဖရာနာမတော်မြတ်ကိုမိပြုပြီးခြေဆိုတော့ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနံ့ကြပါရဖဖရာတခင်အာမင်မနေ့ကဒီဇင်ဘာ၁ရက်မွန်တက်ဆန်နိုင်မှာခရစ်စတုနဲ့ပတ်သက်တဲ့အကြောင်းအရာကို မိဘများသမတန်းစီစဉ်မှာကြောက်ဝင်ထုတ်လွှင့်ခဲ့ဖြစ်ပါနားထောင်ပြီလားမပြောတဲ့နားမထောင်သေးနားထောင်ပါအောင်လို့တိုက်တွန်းလိုပါပြီးရင်လည်းဒီရင်ခချက်တွေကို public မှာ share လုပ်ချက်ပြအမှုရမြန်မာတစိတပိုင်းနဲ့တစ်ဖက်လမ်းနေပြီးတော့ပေါင်ပြပါအောင်လို့အမြဲတမ်းတောင်းဆိုတိုင်းတောင်းဆိုလိုပါတယ်လုံဆောင်သွားမယ့်သူရောက်တဲ့ပေါ်မှာဖျားသခင်ဒီကြီးမားတဲ့ကောင်းကြီးမင်္ဂလာများနဲ့တွန်လောင်းပြီးလှမ်းပြတော်မူပါစေတော့အာမင်